Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ Now Upgrade မှာပြောင်းလဲသွားမယ် Warden Availability အကြောင်းလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဗျဗီဒီယိုလေးမစခင်မှာကိုယ့်ရဲ့ YouTube Channel လေးကို Subscribe မလုပ်ရသေးရင် Subscribe လေးနဲ့ပြီးတော့ဝင်ရပေးပါအောင် Subscribe လုပ်ပေးတဲ့ညီကိုလေးတယောက်ချင်းစီတိုင်းအောင်လဲကျေးဇူးများကြီးတင်ပါတယ်ကဲတော့ Let's go brother join ရှင်မဆွဲဘဲနဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျာ တိတ်မကြခင်လာတော့မဲ့ agree မှာဆိုလို့ရှိရင်တော့ warden availability ကိုပြောင်းလဲလိုက်ပြီပဲဖြစ်ပါတယ်ဗျ warden availability ကိုပြောင်းလဲလိုက်ပြီဆိုပေမဲ့ equation မှာအကုန်လုံးပြောင်းလဲတာမဟုတ်ဘဲနဲ့မှာဒီ cover တအုပ်သေးဟုတ်ပဲပြောင်းလဲလိုက်တာဖြစ်ပါတယ်ဗျဒီ cover စာအုပ်လေးရဲ့လုံးလုံးပုံအားဆိုလို့ရှိရင်တော့သူ့ရဲ့ area ထဲမှာရှိနေတဲ့ true တွေအကုန်လုံးကိုကျွန်တော် x second entity ကို cover လုပ်ပေးတာပဲဖြစ်ပါတယ် ိတ်စကတ်ဆိုတော့က true ဒီ area တွေမှာရှိနေမှန်သမျှအကုန် true တွေအကုန်လုံးကို cover ပေးလိုက်တာနဲ့ဘယ်သူပဲပြစ်ပြစ် damage တွေမထီတော့ဘူးလုံးဝမသေးတာပဲဖြစ်ပါတယ်ဗျာရှစ်စကတ်ဒေါ်တွေအခု now upgrade မှာဆိုလို့ရှိရင်တော့သူကတော့ဒီ8.2 second ဆိုပြီးတော့မှ0.2 second တိုးပေးလိုက်ပြီးပဲဖြစ်ပါတယ်ဗျာအဲ့တော့ကျွန်တော်တို့တိုးပေးလိုက်ပြီးဆိုပြီးတော့မှပျော်လို့တော့မရဘူးသူရဲ့ကျွန်တော်တို့ပြန်ပြီးတော့မှပြောင်းလဲလိုက်တဲ့ availability ပုံစံလေးอ่ะဆိုလို့ရှိရင်တော့ blink ဝါရန် availability ထဲမှာကျွန်တော်တို့သုံးမယ်ဆိုလို့ရှိရင်တော့ပြဿနာလေးတစ်ခုတော့ရှိပြီးပဲဖြစ်ပါတယ်ဗျာဘလို့ပုံစံလဲဆိုလို့ရှိရင်တော့သူက water availability ပေးလိုက်တာ နဲ့ဒီဝါရန်ရဲ့အေရီယာထဲမှာနေပြီးတော့မှဘလင်းကထွက်သွားပြီဆိုပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့၈စက္ကန့်နေမှာအဲ့ဒီဘလင်းကပေါက်တာပဲဖြစ်ပါတယ်။အခုကတော့အဲ့လိုမဟုတ်ဘူးဝါရန်ရဲ့အေရီယာထဲမှာနေမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ availability အတိုင်းလေးပဲ cover ပေးလို့ရမယ်။ဒါပေမဲ့သူ့ရဲ့ဝါရန် availability ရဲ့အဝိုင်းရဲ့အပြစ်ဘက်ကိုထွက်သွားမယ်ဆိုလို့ရှိရင်တော့သူကတော့၈စက္ကန့်မခံတော့ဘဲနဲ့ကျွန်တော်တို့၁စက္ကန့်ပဲခံမှာဖြစ်ပါတယ်။ အဲ့တော့ ability ရဲ့လွန်သွားပြီဒီအဝိုင်းကျော်သွားပြီဆိုတော့ ਨੇ ဒီကောင်ဘတ်ဆိုပြန်ပြီးတော့မပြုတ်ကြမှာဖြစ်ပါတယ်အဲ့ဒီပြဿနာကကြတော့ဘလို့လူမျိုးတွေအတွက်ပြဿနာဖြစ်မလဲဆိုလို့ရှိရင်တော့ dragon attacking သမားတွေအတွက်တော့နည်းနည်းလေးကြောင်ပြောက်သွားမှာပဲဖြစ်ပါတယ်ဗျဘာလို့ဆိုတော့ကိုဘလို့ dragon attacking မှာဆိုလို့ရှိရင်တော့ dragon တွေအကုန်ဖြန့်ပြီး warden ထည့်ပြီးသွားတယ်ဒီစာအုပ်နှုံးနဲ့ ability တန်းပြီးတော့ပေးလိုက်တဲ့အခါမှာဒီကျွန်တော်တို့ရဲ့ cc ထဲမှာထည့်ထားတဲ့ယတိသုံးကောင် blink နဲ့အတူတူတောင်းဟိုးစီကိုသွားတာပဲဖြစ်ပါတယ်ဒါပေမဲ့ကိုဘလို့နောက် upgrade ကြလို့ရှိရင်တော့တောင်းဟိုးစီကိုမသွားနိုင်တော့ဘူး तू ကဒီ warden ability ထဲမှာပဲ area ထဲမှာပဲပေးမှသာလေသူ့ရဲ့ blink က ချိနေမှာဖြစ်ပြီးတော့မှသူ့အပြင်ဘက်ကိုထွက်သွားမယ်ဆိုရင်တော့ဒီ warden ability နဲ့မဆိုင်တော့ဘူးနော်ပုံမှန် blink ရဲ့ damage အတိုင်းပဲသွားမှာဖြစ်ပါတယ်ဥပမာကျွန်တော် ability vest ဆိုပေးလိုက်ပြီဆိုရင်သူ့ရဲ့ဒီ damage အတိုင်း blink မှာရှိနေတဲ့ hit point အတိုင်းနေသွားနေပြီးတော့မှသူ့ကိုပြစ်လို့ချင်ရင်ပြစ်တဲ့နေရာမှာပဲအဲ့လိုမျိုးဒီ damage ကုန်သွားတာနဲ့ပြန်ပြီးတော့ပြုတ်ကျသွားမှာဖြစ်ပါတယ်ဗျ Okay ဒီမှာဆိုကိုဘောဆမ်းပြပေးမယ် blink လေးထည့်တယ်ပြီးတော့ကျွန်တော် warden ထည့်ပြီးတော့မှ ability ပေးလိုက်တာနဲ့ပုံမှန်တိုင်းရတော့ဒီလိုမျိုးသွားပြီးတော့ချစ်စက္ကန့်နေမှာသူ့ရဲ့ ability ကပျောက်သွားတာပေါ့နော်သူ့ကိုလည်း cover ကညှိနေတော့မယ်ပေါ့နော် ဒီကျွန်တော်စာအုပ်လေးရဲ့ availability အခုထိထိနေတဲ့ပုံစံမျိုးလေးဖြစ်ပါတယ်ဗျာ။ Now upgrade မှာဆိုလို့ရှိရင်တော့ blink ကိုဒီလိုမျိုးဒီ warden လေးရဲ့ ADR ထဲမှာတော့ blink ကတော့ရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ availability ပေးလိုက်ပြီးဆိုလို့ရှိရင်လည်းသူ့ကိုမထိတော့ဘဲနဲ့တစ်ဆက်ကအနေမှာဒီလိုမျိုး damage တွေသူ့ကိုထိရင်ထိရင်နဲ့သူ့ကျတဲ့နေရာမှာပေါ့နော်ဒီကောင် show သွားတဲ့နေရာမှာပဲတန်းကျသွားမယ်။ warden availability နဲ့ကကြတော့သူ့ရဲ့အပြင်ဘက်ဆိုရင်မသက်ဆိုင်တော့ဘူးလို့ပြောတာပဲဖြစ်ပါတယ်။ ဒီ area ထဲမှာပဲတက်ဆိုင်မယ်အပြင်ရောက်ဝိုင်းရင်တော့တစ်ဆက်ကံပဲခံမယ်ဆိုတဲ့သဘောလေးပဲဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့ပြဿနာလေးတွေတော့ရှိပြီပေါ့ဗျဘလင်းကိုပြစ်တဲ့ကောင်မှဆိုရင်တဟိုးကြီးကအဝေးကြီးမှာရှိနေတဲ့အနေထားမျိုးတွေဆိုရင်တော့ကျွန်တော်ပြစ်လို့ရှိရင်နည်းနည်းလေးတိုက်ပတ်သွားမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့စိတ်မပူပါနဲ့နောက် upgrade ကြလို့ရှိရင်လည်းဒီ dragon attacking နဲ့ဘလင်းကိုသုံးပြီးတော့မှဘလို့ရှိရင်မျိုးလေးနဲ့ဝင်မယ်ဆိုရင် 3star ပူရဖို့တေးကြလဲဆိုတာလေးကိုလည်းကိုဘထပ်ပြီးတော့မှ video လေးတွေလုပ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့အများကြီးတော့စိတ်မပူကြပါနဲ့ဗျကျွန်တော်တို့အကောင့်ဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ဒီ area ထဲမှာ validity ပေးလိုက်ရင်ကျွန်တော်တို့8.2 second လောက် ကြာမှာကလည်းကျွန်တော်ဒီပုံမှန်တိုက်နေကြ Root Raider VK Attacking နေမှာဆိုရင်လည်းတော်တော်လေးကောင်းသွားမှာဖြစ်ပါတယ်မကောင်းတဲ့ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ Warden Validity ပြလိုက်တဲ့ခါမှာ Blink ကိုမထိတာတခုပါပဲဗျာကျန်တာအားလုံးကအဆင်ပြေစွာနဲ့ပဲသုံးလို့ရနေအောင်မှာပဲဖြစ်ပါတယ်ဗျာအခုဗီဒီယိုလေးကတော့ဒါ Brother တို့ကိုပေါ့လာမင်းနေပြီးတော့မှနားမလဲကြတဲ့လူတွေရမ်းများလို့ကိုပေါ့ပြန်ပြီးတော့ရိုက်ပေးတာပဲဖြစ်ပါတယ်ဗျာ Okay အဲ့ဒါဆိုရင်တော့ဒီနေ့ဗီဒီယိုလေးကတော့ပါပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့ညီကိုလေးတယောက်ချင်းတဲ့အောင်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲဖိုက်ဖိုက်ပါကျွန်တော်ရဲ့နောက်ဗီဒီယိုကြမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျာ